ကျွန်တော်ဟိုအဲ့လိုမျိုးတပ်ပါတီလို့မေးရင်တော့ကျွန်တော်ကကျွန်တော်အနုပညာရှင်တွေကိုတပ်ပါတီလို့ဘယ်တော့မှမသုံးပါဘူးခင်ဗျာခစ်ကကျွန်တော်တို့ကအာအင်္ဂလိပ်နဲ့ဂျပန်ခဲ့အဲ့လောက်ဝင်ကြတော့အဲကျွန်တော်စကားပေါ့အာဒီကျွန်တော်ပါဝင်တရုတ်ဆောင်တယ်ဒါပေမဲ့အဲကျွန်တော်မင်းသားရယ်လို့ပါဝင်တရုတ်ဆောင်ထားတာမဟုတ်ဘူး ကျွန်တော်နောက်ထပ်မျိုးဆက်တဲ့လူငယ်လေးတွေကိုဒီ channel 24ကနေပြီးတော့မွေးထုတ်ပေးတဲ့ကလေးတွေနဲ့ကျွန်တော်လည်းစတင်ရိုက်ကူးမဲ့နယ်လေတိုင်းသမားဆိုတဲ့အဲမိနစ်40သာ24ပိုင်းအဲအဲ့ဒါကိုကျွန်တော်ဒီ jacket ဆန်ဖျားမှာကျွန်တော်တို့စပြီးတော့ channel 24ကရွေးတွန်းကအာစပြီးတော့ကျွန်တော်တို့ media တွေမှာပေါ်ပြတဲ့အချိန်တော့လာလျှောက်တာ128ယောက်လာမသိဘူးဗျအဲ့ဝင်ချင်အောင်လာလျှောက်တယ် ဲ့ထဲကနေမှကျွန်တော်တို့ရုပ်ရှင်မြင့်တင်မှာကျွန်တော်တို့ပွဲလုပ်ပြီးတော့ကျွန်တော်၃ရက်တိုင်တိုင်ကျွန်တော်တို့ယူရတယ်။အဲ့ထဲကနေမှနောက်ဆုံးလက်ကျန်24ရောက်ပေါ့။အဲ့မှာတိုက်ဆိုင်စွာပဲ Channel 24ကနေပြီးတော့နောက်ဆုံးယူလိုက်တာ24ရောက်။ခစ်ကကျွန်တော်တို့ကအာအင်္ဂလိပ်နဲ့ဂျပန်ခဲအဲ့လောက်ဝင်းကျင်လောက်ဖြစ်မှာပေါ့။ဘာလို့ဆိုကျွန်တော်တို့ကနေတွေလှည့်ပြီးတော့အဲ့ခစ်မှာဟိုတိုင်းကိစ္စတွေကြတော့အဲ့ခစ်မှာပို့ပြီးတော့ဖြစ်ခဲ့တဲ့အရာတွေပေါ့။ ပြောဟိုအတိတ်အတိတ်ပဲကတော့နေလဲတိုင်းသမားဆိုတာကျွန်တော်ကနေလဲတိုင်းသမားတယောက်နေကလှည့်ပြီးတော့ဟိုဒီဟိုတိုင်းလောကအကြောင်းကျွန်တော်တို့လိုက်ပြီးတော့လေ့လာပြီးရင်တိုင်းတင်ခြင်းတဲ့သူကိုတိုင်းတင်ပေးပြီးအဲ့ထက်မှမှတယောက်နဲ့တယောက်မတရားမှုတွေတွေ့တဲ့ခါကျရင်ဝိုင်းဖြေရှင်းပေးအဲ့လိုမျိုးနဲ့တမျိုးတရွာမှာပြဿနာတစ်ခုတစ်ခုနဲ့သွားတဲ့ဇလန်းပုံစံလေးပါပဲဟောကျွန်တော်ဒီမှာ အဲကျွန်တော်ဟိုအဲ့လိုမျိုးတပ်ပါတီလို့မင်းရတော့ကျွန်တော်ကကျွန်တော်အနုပညာရှင်တွေကိုတပ်ပါတီလို့ဘယ်တော့မှမသုံးပါဘူးခင်ဗျာကျွန်တော်တို့ရဲ့စီနီယာအကိုတွေအမတွေဦးလေးတွေအတော်တွေနဲ့အဖေအမေတွေပါပဲအဲကျွန်တော်အဲ့လိုတပ်ပါတီဆိုတော့ကျွန်တော်အနုပညာရှင်တွေကိုသုံးတာကိုကျွန်တော်မကြိုက်ပါဘူးအဲ့အတွက်ကျွန်တော်တပ်ပါတီလို့မမေးပါနဲ့ကျွန်တော်ရဲ့အနုပညာရှင်ယူကိုတွေပါဝါရင်အနုပညာရှင်များပါဟုတ်ကဲ့အာတိတ်မတွေ့ဘူးဆိုကျွန်တော်ကအဓိကကတော့ဟောကျွန်တော်တို့အစ်စ်တွေကိုတင်ကျင်တဲ့အတွက် သူတို့တွေကိုကျွန်တော်၃လတတိ training ပေးတယ်တရုတ်ဆောင်ပညာဥထုတာတို့နောက် feature ဘွဲမှာဆိုတော့ anti somo ကြီးတို့ဝိုင်းရင်တပါရင်ပုံကိုတွေနောက်ကျွန်တော်တင်တန်းမှာဆိုရင်လည်းတရုတ်ဆောင်တင်တန်းမှာဆိုလည်း director ဥတ္တရာချော်ဆိုးတို့ကျန်တဲ့တခြားတခြားသော director တွေဘာလို့ဆိုတော့ဟိုကျွန်တော်ကအဲ့တင်တန်းကိုမရောက်တော့ဘယ်သူတွေလာလဲဆိုတာသိမသိဘူးတချို့ကျန်ခဲ့တဲ့ director တွေလည်းကျန်ခဲ့ပါသေးတယ်သူတို့တွေကိုယ်တိုင်ကလာတင်ပေးတယ်ပြီးရင် stand ကိုတော့ကျွန်တော်ရဲ့ target stand အနေပြီးတော့ အရှင်နဲ့ပတ်သက်တာတွေကိုနှစ်လားတိတိကျွန်တော်တို့တင်ထားပါတယ်။အော်သူ့ရဲ့ထူးခြားတာတော့ကျွန်တော်ဇက်ဝင်ခန်းဒီမှာဒီဘန်ဒိုတို့နောက်ဒီဓာကားတွေမှာအောင်မြင်ခဲ့တာဟာအားလုံးကသူရိုက်တယ်။ပြီးတော့သူကိုယ်တိုင်ကျွန်တော်တင်ပေးတယ်။သူကိုယ်တိုင်ကျွန်တော်ရဲ့ဘန်ဒိုနဲ့ဓာမှာကျွန်တော်ရဲ့ဆရာပါ။အဲအဲ့အဲ့ထက်မှမှသူကရိုက်ကူးတဲ့နေရာမှာကျွန်တော်အပေါ်မှာအများကြီးတွန့်တင်ပြောပြပေးတယ်။ အဲပြီးတော့ကျွန်တော်မကျွမ်းကျင်တဲ့အရာတွေအလုံးလည်းသူအများကြီးလုပ်ပေးတယ်ပြီးတော့ကျွန်တော်တို့ဟိုးတော့ CGI နဲ့မပေါ်ခင်နှုံးကတိုင်းအဲကျွန်တော်အခု line ပေါ်မှာ throw နေတဲ့ cycle ကြီးလေပေါ်ပြန်နေတို့ဘာလို့ဆိုတာလွန်ခဲ့တဲ့အနှစ်20ရာရိုက်ထားအဲ့မှာဆိုရင်ဟိုစင်စာကတ်လက်ပါတယ်ခုနှစ် တက်ကြတိပါတယ်ဒါပေမဲ့အဲ့ဇက်ကရဲ့နောက်ဆုံး credit မှာဆိုအလွန်ခဲ့တဲ့အနှစ်20ရာတိုင်းအဲကျွန်တော်တို့ကိုလွန်ဘူတို့ရဲ့ရည်ရွယ်ချက်ကနောင်နောင်ဒီလိုမျိုး CGI တွေကိုစိတ်ဝင်စားတဲ့ကလေးတွေကိုမော်ဒီရစေခြင်းတဲ့အတွက်ဆိုတော့နောက်မှာ credit တင်ပါတယ်ဒါပေမဲ့အဲ့ credit တော့လူတိုင်းကမတွေ့လိုက်ကြပဲနဲ့ဒီဆိုင်ကြီးလေးပေါ်ပြန်တဲ့ဟာကိုပဲထိုးကြတယ်ဒါကျွန်တော်ရိုက်ခဲ့တော့အနည်း20ပါဒါအခုဆိုလို့ရှိရင် AI ဆိုရင်တစ်ထက်တောင်ကောင်းနေဟိုရက်ကတော့ကျွန်တော်တင်ထားသေးတကားလုံး AI နဲ့ရိုက်သွားကြပြီအဲအဆင့်ကတော့တဖြည်းဖြည်းနဲ့တော့မြင့်လာကြတာပေါ့ဒါကြောင့်ကျွန်တော်တို့လည်းတတ်နိုင်သလောက်နောက်ဆုံးပြောရင်တော့မဟုတ်လုံးဆက်ကူပါပဲဒီ budget နဲ့ရတဲ့ budget နဲ့အဲရတဲ့ငွေကြေးလေးနဲ့ကျွန်တော်တို့အကောင်းဆုံး ကျွန်တော်တို့ဖန်တီးကြတယ်အဲ့ထဲမှာမှာဒီ channel 24ကကျွန်တော်တို့ယုံကြည်စွာနဲ့ကျွန်တော်ဒီဇက်လေးကိုသူကကြိုက်တယ် channel 24ရဲ့အဓိကသူတို့ရဲ့ရည်ရွယ်ချက်ကလည်းကျွန်တော်တို့နိုင်ငံမှာရှိတဲ့အလှပါတွေပြီးရင်အဲဟိုဘာသာတရားတွေအဲပြီးရင်တယောက်နဲ့တယောက်စာနာစိတ်အဲနောက်မိစရာစိတ်တွေနည်းအောင်ဒါမျိုးရိုက်ချင်ပါတယ်အဲ့လိုဇာလံမျိုးလေးတွေမရှိဘူးလားဆိုရယ်မေးတဲ့အချိန်မှာကျွန်တော်ကဒါတနိုင်ငံလုံးပတ်ရိုက်ပါ